တဲ့ပြပြဝါရော့တဲ့အခုခုကိုမနိုင်ထားပြီးတော့ရှုမှတ်ထားတဲ့စိတ်သမာဓိတွေလည်းရှိအခြားအခြားသောလောကီဇာတိတွေလည်းဝန်ကားနိုင်တဲ့ပုဂ္ဂိုလ်ယခုလောကီပုဂ္ဂိုလ်တွေပေါ့ဒီကလည်းရှိတယ်သမာဓိလည်းရှိတယ်ဒီဒီတဲ့တရားတဲ့တရားလောကီဇာတိပြပြတခုခုပေါ့ဆံခုဝန်ကားနိုင်တဲ့စိတ်ကိုတည်နေတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကမေးတာမြတ်စွာဘုရားရှင်ဒီမှာအရဏတွေရှိတယ် ဒီ၆ပါးသောအနတ်အဖေပြားဒီကနေဒီကိလေသာတွေဝင်လာတာလေအဲ့ဒီကိလေသာတွေမဝင်အောင်ဘယ်တရားနဲ့တားရပါမလဲကိလေသာမဝင်အောင်တားနိုင်မယ့်တရားကိုဟောပြပါဗျာအဲ့ဒီကိလေသာတွေကုန်အောင်လေဘယ်တရားနဲ့တားရပါမလဲမေးတော့ညဆောင်ပြရှင်ကသကုတောရူပတနာသကုစားတဲ့ မျက်စိကစံရူပတဏ္ဍာတောတာဆိုရှင်တဏ္ဍာအတန်နဲ့ပတ်သက်တဲ့တဏ္ဍာခန္ဓာဆိုရင်ခန္ဓာယဏနဲ့ပတ်သက်တဲ့တဏ္ဍာစိဉ္ဝါဆိုရင်ရတ္တတရားကနဲ့ပတ်သက်တဲ့တဏ္ဍာကာယဆိုရင်ကာယတော့ဘုဒ္ဓဘာဘုဒ္ဓဘာဖြည့်ဝေရတဲ့ဖြည့်ဝေတိရတဲ့တဏ္ဍာမနတော့နိနိယမနောဘဝစိတ်ထဲမှာဖြစ်တဲ့ဓမ္မတဏ္ဍာတရားသဘောသဘောအလိုတရားသဘောပဲဖြစ်ဖြစ် သဘောအလုံးပြရတယ်ဒီတဏ္ဏ6ပါးရှိတယ်ဒုက္ခနာ6ပါးကဘယ်လိုလဲဆိုမျက်လုံးနှနေပြီးတော့မျက်လုံးနဲ့စီးဝင်လာတဲ့အောင်းမေးရအောင်အစဉ်ယူပါယုံဒီပုံမှာနှစ်သက်ပြီးတော့စီးဝင်နှစ်သက်ပြီးကြည့်လိုက်တယ်ဆိုရင်လည်းဒုက္ခမျက်လုံး